ကျွန်တော်ကတော့ဒီ76ကျော်ကိုအိမ်မမြဲလို့စားပြပါတယ်။သူရတာကပူဆက်ထုံမွေရတာရှိရဲ့အပြင်ခြံဒီကလည်းရံလွယ်ကူပါတယ်။ကြပောက်ကိုအယိုးထုတ်ပြီးအရွယ်တော်အတုံးလေးတွေတုံးပေးလိုက်ပါမယ်။အရသာရှိစေဖို့အဓိကကြတာကတော့ဒီခြုံချစ်အရသာ76ကျော်အတွက်အတင်သုံးငရုတ်သီးထုတ်ပေးဖြစ်ပါတယ်။သူတွေမှာကဟွာချောင်းအနီရောအစိမ့်မှပါတဲ့အပြင်အသားထက်ပိုစားကောင်းတဲ့ငရုတ်သီးနှက်ကက်ကျော်ပါပါပြီ။အသားနှက်ဖို့အနည်းထုံနဲ့အစာပလအချောက်ထုတ်တို့ကိုတသက်ခွဲထုတ်ထားလို့သုံးရတာရန်အဆင်ပြေပါတယ်။ ကျက်သားတွေတဲ့သူတွေမှပါတဲ့အနှစ်ထုတ်ထည်ပြီးနှာအောင်နေပေးပြီးရင်7မိနစ်နှစ်ထားပေးလိုက်ပါမယ်။စီ90ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ကျက်သားတို့နေထည်ပြီးမီအေအေနဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ကျက်သားတွေကျက်ပြီဆိုရင်တော့ဆဲထုတ်ပြီးအတင်သုံးဖို့ဖယ်ထားပေးလိုက်ပါမယ်။ ORS အနေနဲ့အစာပလာရောက်တို့ကိုထည်ပြီးငရုတ်တီနဲ့ဟွာချောင်းဆေးရဲ့ရနံ့ထွက်လာအောင်ကြော်ပေးလိုက်ပါမယ်။အဲနောက်ကျက်သားတို့နေထည်ကျက်သွမိပိုင်းလက်စုပ်ထည်ပြီးအမြန်လေး6ချက်9ချက်လောက်မှွေကြော်ပေးလိုက်ရင်တော့အိုးချလို့ရပါပြီ။ ဒီလိုချက်ထားတဲ့ကျက်ဆက်ချောက်ကျော်ကပူဆက်မွေရာသာဝင်ပြီးအရန်စားလို့ကောင်းလို့လူချင်းမင်းတို့လည်းနိုင်လို့စားကြည့်လိုက်တော့နော်အိမ်မှာအာလူရှိုံနဲ့တင်းကျွကျွကျွရမုတ်ကြော်လေးလို့စားလို့ရပြီနော်စီများကြီးတဲ့ထဲ့ကျော်စရာမလိုပဲအပေါ်ရန်သားကျွကျွလေးနဲ့အထွန်းသားအနူညံလို့ကျမရင်းနဲ့ညီညွတ်ပြီးကလေးတွေလည်းအရန်ကြိုက်ကြပါလေအာလူ200ဂရမ်ကိုကြက်အောင်ပေါင်းပြီးအနှစ်ဖြစ်အောင်ချေပြီးကျက်သွမ်းမိန်နှုန်းတော့စင်မုံလာဦးနီနဲ့ဝက်ပေါင်ချောက်လုံးလေးတွေထည့်ပြီးပြောင်းကောက်မိုး40ဂရမ်တဲ့မုံညက်ရအောင်နေပေးပြီးအနှဲငယ်ယူပြီးတော့မုတ်ပြားပုတ်ဆံဖြစ်အောင်လုပ်လိုက်ပါမယ် ြင်းရင်တော့တူနေပုံပေါ်ပြီးမျက်နှာပြင်ပေါ်ကိုစီတထက်တုပ်ပေးလိုက်ပါမယ်။အဲဒီနောက်အိုဗန်ထဲကိုအပူချိန်100ဒီဂရီနဲ့မိနစ်30ထည့်ဖို့ပေးလိုက်ရင်တော့ရပါပြီ။ရေတံဘူးကွန်နဲ့ငါမွေတာကဆေးဆွဲသလိုဆွဲလန်းစီရဲလို့ပဲပြောရမလား။ကျွန်တော်ဒီနေ့တော့ပူကြီးတဲ့ရေတံဘူးကွန်တုံးပြီးတစ်ချက်လေးလေးယုံနဲ့ရေးလေလို့ရပြီ။အငြိကြီးရီကိုဖယ်ရှားလို့ရတယ်။ဂေဟာဗီရာနဲ့ကိုက်ကြီးတဲ့ငါးကန်လေးဖန်တီဖြစ်ပါတယ်။ဖယ်ထုတ်ထားတဲ့ရေစိုးတွေကိုလည်းလွှတ်ပြဖို့မလိုဘူးနော်။ဗန်မင်တွေကိုရေလောင်းပေးလိုက်ရင်တဘာဝမြေဩဇာအနေနဲ့အသုံးပြုလို့ရပါတယ်။ဒီတစ်ခေါက်တော့အသုံးပြုမဲ့ပစ္စည်းအလုံးကိုလူကြီးမင်းတို့ကိုဖော်ပြပေးထားပါဗျာ။ ပြုလုပ်ဖို့ဆိုရင်တော့ရေတန့်ဘူးကုန်အကြီးတခုအောက်ခံတခုရေပိုက်နဲ့ရေပိုက်ကောင်းထောက်ထိုင်နေစုံလိုအပ်ပါတယ်ကျွန်တော်ကတော့ရေတန့်ဘူးဖင်ကိုအရင်ဖြတ်ထားလိုက်ပါတယ်တိုက်ရတာပိုအဆင်ပြေစေဖို့ထောက်ထိုင်ကိုလည်းအရင်ဆင်ထားလိုက်ပါတယ်အဲနောက်အောက်ခံကိုတက်ပြီးရေဘူးကုန်ကိုစောက်တို့တက်လိုက်ပါတယ်ပြီးရင်တော့ရေပိုက်ကောင်းကိုချက်ပြီးတော့ရေပိုက်ကိုလည်းတက်လိုက်ပါတယ်အောက်ခြေမှာတော့မီးတောင်ကြောက်ခင်းပြီးမြေဩစာဖန်တီးပြီးတဲ့ဘက်တီးရီးယားတွေပေါက်ဖွားအောင်လုပ်လိုက်ပါမယ်အမြင်လှစီဖို့အတွက်လည်းရေနေပင်တချို့ထည့်ပြီးရေတန့်ဆင်စီဖို့ရေမြင့်တဲ့ပင်ပေါ်မှာလည်းရေမော်ပင်တချို့တင်ပေးလိုက်ပါမယ် အဲနောက်ကိုနေတတ်တဲ့ငါးထည့်မွေးလိုက်မယ်ဆိုရင်တော့ရေအလွယ်တကူလဲလို့ရတဲ့ငါးကန်လေးကိုရပါပြီ။ပန်တီထဲစံကိတ်တီထဲရှောက်တီထဲတကြားခဲထဲရေထဲအဖုံဖုံပြီးရင်းနှီးချိုးတလို့ချိုးပြီးလိုက်ပါမယ်။ရေစုလာပြီဆိုအရသာပို့ထောင်းလေမော်တီကိုဖိချေးပြီးလိုက်ပါမယ်။ရေပြန်စုလာပြီဆိုရင်တော့လက်ဖက်ချောက်ထည့်ပြီး၅မိနစ်ထပ်တည်ပြီးလိုက်ပါမယ်။ညာဘက်အေးကြီးခဏခဏပြက်ပြီးသွေးလည်ပတ်မှုမကောင်းတဲ့သူတွေတောက်သုံးမဲ့ဆိုရင်တော့အရန်တင်တော်ပါတယ်။အိမ်မှာ air fryer ရှိတယ်ဆိုရင်တော့ Olian အရသာချက်ကင်လေးလှူစားကြည့်နော်။ဝယ်လာတဲ့ချက်ပေါင်တွေကိုအချွန်လေးနဲ့ထိုးဆိုင်ပြီးရင် ကျက်သွုံမိတ်ဂျင်းပင်ငက်ပြားရဲ့အနေငယ်ဟင်းချက်ရဲ့အော်လီယန်အရသာမုံနှစ်စုံထဲနှံ့အောင်နေပြီးတော့နှက်ထားပေးလိုက်ပါမယ်။ပြီးရင်တော့မျက်နှာပြင်ကိုစီပြန်ပြီး air fryer ရဲ့အပူချိန်180ဒီဂရီနဲ့မိနစ်20ထည့်ကင်ပေးလိုက်ပါမယ်။ကင်နေတဲ့ကြားထဲမှာတော့အပွားအောင်လှန်ပေးဖို့လိုပါတယ်။ဒါဆိုရင်တော့အိုးချတာနဲ့အရန်ကိုမွေးပြန်ရတာရှိတဲ့ချက်ကင်လေးရပါပြီ။ strawberry တီးပေါ်တဲ့ရာသီရောက်လာရင်သူ့ကိုကြက်အုံနဲ့တွဲပြီးအချိုပွဲလုပ်ပေးမယ်ဆိုအပေါ်ရန်သားကနူညံ့ပြီးအတွင်းဘက်ကချုံမွေးနေလို့ကလေးတွေအရန်ကြိုက်ကြပါလေ။ အရင်ဆုံးကတဲ့ဥတွေကိုကြံအောင်ပေါင်းပြီးအနည်းရအောင်ခြေပေးပြီးအေးခံထားလိုက်ပါမယ်။အဲနောက်ကတဲ့ဥအနည်းအနည်းငယ်ကိုယူပြီးပြားနေအောင်ဖြန်လိုက်ပါမယ်။ပြည့်တဲ့အခါစတော်ဘယ်ရီပေါ်ကိုအုပ်ပြီးတော့ထုတ်ပြီးရင်အနည်းငယ်လှိပ်ပြီးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့အုံတီမိုကတ်လိုက်ရင်တော့စားလို့ရပါပြီ။